ဘောက်ချန်းခန်းကြီး19ထို့နောက်အာဗြံသည်အသက်69နှစ်ရှိသောအခါထာဝရဘုရားသည်အာဗြံအားတင်ရှားတော်မူ၍ငါသည်အနန္တတကုရှင်ဖျားခင်ဖြစ်၏ငါရှိမှသွားလာ၍စုံလင်ခြင်းရှိလောငါ၏ပရိညင်ကိုသင်နှင့်ငါပြုမိသင်ကိုငါအလိုမြပြစေမည်ဟုမိန့်တော်မူ၏အာဗြံသည်လည်းပြောဝတ်လျက်ဖျားခင်ကငါပြုတော်ပရိညင်သည်သင်နှရှိ၏သင်သည်လူမျိုးများတို့၏အဖဖြစ်လိမ့်မည် နောက်တပံသင်အမိကိုအာရန်ဟုမခေါ်ရသင်အမိကိုအာဗြဟံဟုခေါ်ရမည်ကြောင်းမူကားငါသည်တင့်ကိုများစွာသောလူမျိုးတို့၏ပအရာ၌ခံထားပြီးငါသည်တင့်ကိုအလွန်ပွားများစေမည်သင်အားဖြင့်လူမျိုးမျိုးတို့ကိုဖြစ်စေမည်သင်အမျိုးနယ်၌လည်းရှင်ပြန်ဖြစ်ရကြလိမ့်မည်ငါသည်တင့်၏ဖျားတင်နောက်၌တင်းမျိုးနယ်ဤဖျားဖြစ်မိဟုတင်းနှင့်တင်းမျိုးနယ် ်စင်စတု၌ငါပရိညင်ကိုသာရပရိညင်ဖြစ်စေမည်ယခုတင်ဧည့်သည်ဖြစ်၍နေသောခါနဘီတလျှောက်လုံးကိုတင့်အား၎င်းတင်နောက်၌တင်ရဲ့မျိုးနွယ်အား၎င်းအစဉ်မြဲအပိုင်ပေးမည်သူတို့၏ဖျားလည်းငါဖြစ်မည်ဟုမိန့်မတ်တော်မူ၏တပံဖျားခင်ကသူဖြစ်၍တင်နှင့်တကွာတင်နောက်၌တင်ရဲ့မျိုးနွယ်အစဉ်ဆက်တို့သည်ငါ၏ပရိညင်ကိုဆောက်ရှောက်ရကြမည် တင်းနေတကွာတင်းတော်၌သင်ရမျိုးနယ်သည်ငါရှိမှဆောက်ရှက်ရသောငါ၏ပြင်ရင်မူကားတင်းတို့တွင်တယောက်ကြတိုင်းရေပြားလေးမင်္ဂလာကိုခံရမည်ရေပြားလေးမင်္ဂလာသည်ငါနှင့်တင်းတို့ပြုသောပြင်ရင်ဤလက္ခဏာသက်သည်ဖြစ်ရလိမ့်မည်တင်းတို့မျိုးအစဉ်သက်တို့၌တယောက်ကြတိုင်းကိုအိမ်၌ဖွာသောသူဖြစ်စေကိုအမျိုးမဟုတ်တပါမျိုးသား၌ငွေနှုတ်ဝယ်သောသူဖြစ်စေအသက်ရှေ့အမြောက်တွင်ရေပြားလေးမင်္ဂလာကိုခံရမည် ကိုယ်၌ဖွာတော်သူကိုငွေနှင့်ဝယ်တော်သူရေပြားလိမင်္ဂလာကိုခံရမည်ငါပရိညင်သည်လည်းသင်တို့၏အသား၌သာဝရပရိညင် ဖြစ်လိမ့်မည်ရေပြားမလီ ရေပြားလိမင်္ဂလာကိုမခံသောတားယောက်ချတိုင်းကိုသူ၏အမျိုးမှပယ်ရှင်းရ၏ဘုသူသည်ငါ၏ပရိညင်ကိုဖျက်လိပြီဟုအာဗြဟံအားမိန့်တော်မူ၏တပံဖျားခင်ကတင်းမြာစာရဲကိုမူကစာရဲဟူသောအမည်ဖြင့်မခေါ်ရ စာရာဟုသောအမည်ဖြစ်ခေါ်ရ၏သူကိုငါကောင်းကြည်ပေး၍သူအားဖြင့်လည်းသင်အားတာကိုပေးမည်ကဲဆင်စစ်သူကိုကောင်းကြည်ပေး၍သူသည်လူအမျိုးမျိုးဖြစ်လိမ့်မည်သူ၏မျိုးနွယ်၌လည်းအပြည့်ပြည့်သောရှင်ပြန်ဖြစ်ရကြလိမ့်မည်ဟုအာဗြဟံအားမိန်တော်မူ၏ထိုအခါအာဗြဟံသည်ပြောဝလျက်အသက်တရာရှိသောသူသည်တာကိုရလိမ့်မည်လောသက်90ရှိသောစာရာသည်တာကိုဖားလိမ့်မည်လောဟုရည်လျက်စေနှလုံးထဲမှအောင်းမိပြီးလင်း ဣရှမေလသည်ရှေ့တော်၌အသက်ရှင်ပါစေသောဟုဖျားခင်ကိုလျှောက်တော်အခါဖျားခင်ကသင်၏မယားစာရသည်သင်အားသားကိုဖွားလိုက်မည်ထိုသားကိုလည်းဣဇက်အမည်ဖြင့်မှဲ့ရမည်သူ၌၎င်းသူနောက်မှသူ၏မျိုးနွယ်၌၎င်းငါ၏ဗြိဉ်ကိုထာဝရဗြိဉ်ဖြစ်စေမည်ဣရှမေလမူ၌ကသင်၏စကားကိုငါနားထောင်၏သူကိုငါကောင်းချီးပေး၏သူ့အနယ်ကိုတို့ပါစေ၍သူကိုလွန်မြောက်ပြစေမည် သူဒီမင်းသား12ပါးတို့၏အပဖြစ်လိမ့်မည်ကြီးသောလူမျိုးဖြစ်စေခြင်းကလည်းငါပြုမည်သို့တော်လည်းနောက်နှစ်ချင်းချက်သောအချိန်တွင် စာရာသည်တင့်အားဖောလတန်သောတာအီဇနတ်ငါ၏ပြင်ညင်ကိုငါတည်စေမည်ဟု မိန်တော်မူပြီလျင်မိန်ဝတ်တော်မူတန်ခြင်း၍ဘုရားခင်သည်အာဗြဟံတမတကြတော်မူ၏အာဗြဟံသည်လည်းတာအိရှမိလာမဆာ၍ကိုယ်၌ဖွာတော်သူအပေါင်းကိုငွေနှင့်ဝယ်တော်သူအပေါင်းတည်းဟုသော အဗရာဟံနဲ့ဆိုင်သောယောက်ျားပေါင်းတို့ကိုယူ၍ဖျားသခင်မိတ်တော်မူသည့်အတိုင်းတနေ့ချင်းတွင် ရေပြားလေးမင်္ဂလာကိုပေးလေ၏အဗရာဟံသည် ကိုရာရေပြားလေးမင်္ဂလာကိုခံသောအခါအသက်69နှစ်ရှိတာရှိမီလာသည် ရေပြားလေးမင်္ဂလာကိုခံသောအခါအသက်33နှစ်ရှိ၏တနေ့ချင်းတွင်အဗရာဟံနှင့်တာရှိမီလာသည် ရေပြားလေးမင်္ဂလာကိုခံလေ၏ သူ၏အိမ်၌ဖွာသောသူတပါးမျိုးသား၌သူ၏ငွေနှင့်ဝယ်သောသူသူ၏အိမ်နှင့်ဆိုင်သောယောက်ျားပေါင်းတို့သည်သူနှင့်အတူရေပြားလိမင်္ဂလာကိုခံကြလေ၏